ငလျင်လောက်တိုင်းလုံးဝမလုတဲ့စီးဝါရေးတစ်ခုဖြစ်ချင်ပါတလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကမဂ္ဂဇီး Founder and CEO ကိုစောစောဖြစ်ပါတယ်အဲငလျင်လောက်တိုင်းမလုတဲ့စီးဝါရေးတစ်ခုတင်မှာရှိနေပြီလားအဓိက ျွန်တော်တို့ဒီတဘာဝဘေးအန္တရာယ်တွေငလျင်မှမဟုတ်ဘူးတဘာဝဘေးအန္တရာယ်တွေလာလိုင်းကျွန်တော်တို့ရဲ့စီးပွားရေးတွေကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို မထိခိုက်တဲ့လုပ်ငန်းတွေခုခေတ်မှာ ရှိနေပါပြီအဲအဲ့ဒီနီလန်းတွေကို ကျွန်တော်တို့ကအသုံးပြုပြီးအသုံးချပြီးကျွန်တော်တို့ရဲ့လုပ်ငန်းတွေကိုလည်ပတ်ဖို့လိုပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာကျွန်တော်အဲ့ဒီဟာတွေအားလုံးကိုပြပြပေးသွားမှာဖြစ်ပါတယ် အဲနံပါတ်1အနေနဲ့ဆိုကျွန်တော်တို့အခုထိအခု လုပ်နေတဲ့လုပ်ငန်းတွေပေါ့အခုလုပ်နေတဲ့လုပ်ငန်းတွေမှာကျွန်တော်တို့ဒီဒီပထမအဆုံးကျွန်တော်တို့ရဲ့လုပ်ငန်းမှာအရင်ဆုံးတော့အာ vision mission တွေကျွန်တော်တို့အရင်ချိန်ရတယ်ချိန်ပြီးရင်ကျွန်တော်တို့ SOP တွေအတိပြန်ချရတယ်။အတော့ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေရဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေငလျင်လောက်တိုင်းမလောက်စီးပွားရေးဆိုတော့ကျွန်တော်တို့အမြဲတမ်း ီလိုမျိုးပဲမငြိမ်သက်မှုတွေစိန်ခေါ်မှုတွေ ਨੇ အမြင်နဲ့ရှိနေတတ်တယ်ရှိလေရှိနေလေရှိတယ်ဆိုတာကိုကျွန်တော်တို့လက်ခံရမယ်ဒီလိုပဲအမြဲတမ်းဆွဲ analysis တွေရှိတယ်အာတာချက်အာနေချက်တွေရှိတယ်နောက်ဒီလိုနိုင်ငံရေးစီးပွားရေးလူမှုရေးမချေဖောင်းပွားတာတွေတဘာဝဘေးအန္တရာယ်တွေ ကက်ယောဂါတွေဒါတွေအများအားကျွန်တော်တို့ဒီအများအားကြုံတွေ့နေရမှာဒါတွေကိုကျွန်တော်တို့နားလည်ထားဖို့ကျွန်တော်တို့လက်ခံထားဖို့အရင်ဆုံးလိုပါတယ်ဒါတွေလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘလုံမျိုးဖြတ်တန်းမယ်ကျွန်တော်တို့ဒီအတိအမိုင်းဆက်ပါပဲကျွန်တော်တို့ရဲ့ခေါင်းဆောင်ကျွန်တော်တို့ top leader အတိအဖြစ်ဖို့အရေးကြီးပါတယ်အလုပ်ငန်းရှင် mindset CEO mindset ကပို့ပြီးအရေးကြီးပါတယ်ငလျင်လောက်တိုင်းမလောက်တဲ့ mindset ကပို့ပြီးတော့အရေးကြီးပါတယ်ဒါဖြစ်နေတယ်ဆိုဒါရနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလုပ်ငန်းကို ပြန်လဲထူထောင်ဖို့ဟာလုံးဝ80ရာခိုင်နှုန်းပြီးဆုံးသွားပါတယ်အဓိကနောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီအဓိကအာဒီစီးပွားရေးကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်လုပ်မလဲကျွန်တော်တို့ဒီနောက်ထပ် ဂျာလိုမျိုးတွေလာတဲ့အခါကျရင်ကျွန်တော်တို့ရောင်းဝယ်ဖောက်ကားမှုကိုနောက်ဘယ်လိုပုံစံမျိုးတွေထပ်ပြီးချဲထွင်ထားမလဲဥပမာကျွန်တော်တို့ဒီအိမ်အိမ်တွေမှာလိုက်စားလို့ရအောင်ဥပမာတစ်ခုအနေနဲ့ case study ဆိုကျွန်တော်တို့အခုကျွန်တော်တို့ magazine မှာ ျွန်တော်တို့ဒီအဲလုပ်ငန်းမှာ KTV လာဆိုတဲ့လူတွေရှိတယ်။အဲတော့ကျွန်တော်တို့အခုဆိုရင် hot pot ရောင်းတာရှိတယ်။ Korea barbecue ရောင်းတာရှိတယ်။အဲ Korea barbecue ကိုဒီမှာလာစားတဲ့လူတွေရှိတယ်လို့ပဲ။တချို့ကျတော့အခုချိန်ထိစိတ်အဆင်မပြေသေးလို့အိမ်အပြင်တိတ်မထွက်သေးတဲ့ customer တွေရှိတယ်။အဲကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ဆိုင်မှာစားတကယ်တို့ကျွန်တော်တို့သူတို့ကို စားလို့ရအောင် ကျွန်တော်တို့အာ 7p နဲ့ကျွန်တော်တို့တေချာရေးဆွဲပြီးတော့ကျွန်တော်တို့အကောင့်ထဲပေါနေပါတယ်အဲညမကြာမီမှာကျွန်တော်တို့အဲ့ဒီဟာဒီအဲကျွန်တော်တို့ရဲ့ခြေရတဲ့ customer ကြီးလက်ထဲကို စိုင်းမှာစားတကယ်တို့ရောက်လာပါလိမ့်မယ်အကျွန်တော်အကြံပြုချင်တာတော့လုပ်ငန်းရှင်တွေဒီလေအဲဒီတိုင်းပဲကျွန်တော်တို့ဒီ digital ကနေကျွန်တော်တို့ရောင်းဝယ်လို့ရအောင် online ကနေရောင်းဝယ်လို့ရအောင်ကျွန်တော်တို့ online ရောင်းဝယ်တွေ digital ရောင်းဝယ်တွေဖြစ်အောင်ကျွန်တော်တို့ စီစဉ်ထားဖို့လိုအပ်ပါတယ်ဒါမှတဘာဝဘေးအန္တရာယ်တွေဖြစ်လာလဲကျွန်တော်တို့စီးပွားကိုပုံစံတစ်မျိုးနဲ့လုပ်လို့ရအောင်ဖန်တီးထားအောင်ကျွန်တော်တို့တဘာဝဘေးအန္တရာယ်တွေလာတိုင်းကျွန်တော်တို့ရဲ့စီးပွားရေးပုံစံအစ်စ်မော်ရန်အစ်စ်တွေကျွန်တော်တို့ပို့ပြီးတော့ဒီထက်ပိုအဆင်မြင်တဲ့စီးပွားရေးလုပ်ငန်းပုံစံအစ်စ်တွေကျွန်တော်တို့ဟိုထွက်ပါတယ်စိန်ခေါ်မှုလာတိုင်းကျွန်တော်တို့အခွင့်အလမ်းအစ်စ်တွေပြန်ပြီးတော့ရအောင်ကျွန်တော်တို့ဖန်တီးရပါမယ်ဒါဒီအဓိက CEO လုပ်ငန်းရှင် mindset ဖြစ်ပါတယ်အဲနောက်တစ်ပိုင်းမှာကျွန်တော် detail ပိုကောင်းတဲ့အဲနောက်ထပ်စီးပွားရေးလုပ်ငန်းအသစ်တွေကိုကျွန်တော်ဖော်ပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေရဲ့လုပ်ငန်းမှာရောကျွန်တော်လိုပဲအဲကိုယ့်ရဲ့အခုစီးပွားရေးပုံစံတွေကိုပြောင်းလဲနေပြီလား SOP တွေအဓိကအဲ business model တွေရောအဓိကပြောင်းလဲနေပြီလားအဓိကလုပ်ငန်းတစ်ခုက တစ်ခုတိုင်းတစ်ခုတိုင်းပြောင်းလဲလာတိုင်းပြောင်းလဲမှု pastel တစ်ခုအပြင်ကနေလာတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးတစ်ခုတည်းတခုလာတိုင်းကျွန်တော်တို့ဒီအရင်ပုံစံတိုင်းကျွန်တော်တို့သွားလို့မရပါဘူးပြန်လဲတုံးတက်ပြီးကျွန်တော်တို့စနစ်တကျပြန်လဲရေးဆွဲဖို့လိုအပ်ပါတယ်အဲ့ရေးဆွဲချက်အတိုင်းကိုကျွန်တော်တို့ဝန်ထမ်းတွေအကုန်လုံးနဲ့ကျွန်တော်တို့တည်တည်ချာချာနားလဲအောင်စီမံဆောင်ရွက်ပြီးမှကျွန်တော်တို့ပြန်စဖို့ လိုအပ်ပါတယ်ဒါဒီကျွန်တော်တို့လုပ်ငန်းရှင် CEO တွေအဓိကလှုပ်ဆောင်ရမယ်အဓိကအချက်ပါဒါကြောင့်မို့ငလျင်လောက်တိုင်းအဓိကမလုပ်တဲ့အရာဒီကျွန်တော်တို့လုပ်ငန်းရှင်တွေရဲ့ mindset ကျွန်တော်တို့ CEO တွေရဲ့အဓိက mindset ဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်သောနေ့လေးဖြစ်ပါစေ